မြောက်ကိုရီးယားကိုနျူကလ িয়ার ဖြတ်သိမ်းမဲ့အကြံအစီဟာမဖြစ်နိုင်ကြောင်းမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအွန်ရဲ့ဩဇာကြီးမားတဲ့ညီမဖြစ်သူကင်ယိုဂျုံကပြောကြားခဲ့ပြီးမြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်တွေကိုဖယ်ရှားပစ်မဲ့အမေရိကန်ဥဆောင်တဲ့အာထုတ်ကျူးမဲ့မှုတွေကိုပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကပြုလုပ်ခဲ့တဲ့ NATO အစည်းအဝေးမှာတောင်ကိုရီးယား၊ဂျပန်နဲ့အမေရိကန်ထိပ်သီးတန်တမန်တွေတီးသန့်တွေ့ဆုံခဲ့ပြီးမြောက်ကိုရီးယားနိုင်ငံကအလုံးစုံနျူကလ িয়ার ကင်းစင်စေဖို့လှုံ့ဆော်သွားမဲ့တန်နိုင်ထံကိုထန်လောင်းအတည်ပြုခဲ့ပြီးတဲ့နောက် ကီယိုဂျုံရဲ့မှတ်ချက်စကားတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်တွေဆွန့်လွှတ်ဖို့ကြိုးပမ်းတဲ့မြည်သည့်ဆွေးနွေးမှုတွေမဆိုဟာမြည်သည့်အခါမှာအကောင့်ထဲပေါ်လာမှာမဟုတ်တဲ့နေအိမ်မက်တစ်ခုဖြစ်ကြောင်းကီယိုဂျုံကပြောကြားခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCN နဲ့သတင်းအေဂျင်စီကဧပြီ9ရက်ကထုတ်ပြန်ခဲ့ပါတယ်။တကယ်လို့နျူကလ িয়ার လက်နက်တွေဖျက်သိမ်းမှုကိစ္စနဲ့ပတ်သက်ပြီးပုံမှန်လင်းလင်းပြောလာတဲ့ဘသူကိုမဆိုမြောက်ကိုရီးယားရဲ့အထောက်အကူအနာကိုညင်းပယ်တဲ့ ရန်လူမှုအရှိဆုံးလုံရက်အဖြစ်သတ်မှတ်သွားမှာပါလို့ကင်ယိုဂျုံကဧပြီလ၈ရက်မှာပြောကြားခဲ့ပါတယ်။အမေရိကန်၊ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာနျူကလ িয়ার ဖြတ်သိမ်းရေးဆိုတဲ့အကြောင်းအရာကိုတံပြိုင်ပြောဆိုနေကြပြီးအတိဒုက္ခရောက်နေကြရတဲ့၎င်းတို့ရဲ့အခြေအနေကိုဖော်ပြရာရောက်နေကြောင်းကင်ယိုဂျုံကပြောကြားခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ဟာတလကျော်အတွင်းကင်ယိုဂျုံရဲ့ဒုတိယမြောက်ထုတ်ပြန်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။